ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ The Brilliant Mind YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ Channel မှာတင်ပေါ်တုတ်တက်ရေးအတွက်ခွန်အားဖြစ်စေတဲ့စာစုတွေစာအုပ်တွေနဲ့အခြားသောဘုရားကျောင်းရတွေကိုမျှဝေပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ Channel လေးကို Like and Subscribe မလုပ်တော့သေးဘူးဆိုရင်တော့ Like and Subscribe လုပ်သွားပြီးပါအောင်ခင်ဗျာမိတ်ဆွေတို့ရဲ့ဘဝမှာနေရင်တင်းငယ်တဲ့အရာတခုတည်ရာခိုင်နှုန်းကိုပြုလုပ်ခြင်းဟာမိတ်ဆွေတို့ရဲ့ဘဝတစ်ခုလုံးကို ပြောင်းလဲစေနိုင်မယ်လို့ယုံကြည်ပါသလားဟုတ်ပါတယ်တရားခိုင်နှုန်းလည်းမဟုတ်သလို50ရာခိုင်နှုန်းလည်းမဟုတ်ပါဘူးတစ်ရာခိုင်နှုန်းလေးပါပဲအဒီကျောင်းလေးအလုံးကိုဆိုင်းဆရာဂျင်းစကလီယာကအတော်မင်းဟက်ပီဆိုတဲ့စာအုပ်ထဲမှာတေချာရှင်းပြထားပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဒီစာအုပ်ထဲကအကျိုးရှိစေတဲ့သင်ခန်းစာအချို့ကိုမိတ်ဆွေတို့အတွက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အတော်မင်းဟက်ပီဆိုတာပါလေဒီစလုံးလုံးကိုအရင်ရှင်းပြချင်ပါတယ်အတော်မင်းတင်းငယ်တော့ habit မူချင်းလို့ဖြစ်ပါတယ်။အဲတော့တိငယ်တဲ့မူချင်းလေးတစ်ခုကိုနေ့စဉ်ပုံမှန်ပြုပြမယ်ဆိုရင်အချိန်ကြာလာတဲ့အခါမှာကြီးမားတော့ပြောင်းလဲမှုရတတ်တွေကိုရရှိလာနိုင်တယ်လို့ဆိုင်ရီတူကပြပြထားပါတယ်။ဥမာမနေ့အရာထားတိုင်းရေတစ်ခွက်တောက်ပေးတာတရက်ကိုစာတမျက်နှာဖတ်တာတရက်ကိုပိုက်ဆိုင်900ကျပ်စုတော့တာစာလဖြင့်စုလိုပါတယ်။သင်ခန်းစာတည့် တရက်ထက်တရက်တရက်ခိုင်တော့ပိုကောင်းလာအောင်လုပ်ပါ။အတော်မေဟက်ပီရှင်ရဲ့အထူးအယူဆကနေ့တိုင်းတရက်ခိုင်တော့တိုးတက်ဖို့ပါပဲ။တရက်ခိုင်တော့ဆိုတာတိတ်အများဘူးလို့ထင်ရပေမဲ့တနေ့ကြာလာတဲ့အခါမှာ39ဆလောက်ပုံမကောင်းမွန်လာတယ်လို့ဆရာတို့ကဥမာပေးထားပါဗျ။ဒီလိုပဲနေ့တိုင်းတရက်ခိုင်တော့စီကိုဆိုးရမယ်ဆိုရင်လည်းတနေ့ကြတဲ့အခါမှာဘာမှမရှိတော့တဲ့အထိဆိုးရွားနိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့်ကိုယ့်ရဲ့မူချင်းကောင်တစ်ခုကို စတီမမမဟုတ်ပဲနည်းနည်းချင်းစီစင်ဆက်မပြတ်တော့သွားဖို့ကအရေးကြီးဆုံးပါပဲဒီလိုနည်းနည်းချင်းစီတိုးတက်ခြင်းကနေရလကြကြီးမမဖြစ်လာမှာပါဥမာဖြင့်ကျောင်းသားတယောက်ကတရက်ကိုအင်္ဂလိပ်ဘောဟာရစကလုံးငါးလုံးနေ့တိုင်းကျက်မှတ်သွားမယ်ဆိုရင်တနေ့ကြတဲ့အခါမှာသူဟာဘောဟာရ1800လုံးတော့ရနိုင်မှာဖြစ်ပါတယ်ဟောတာဥမာနေဖြင့်သူတယောက်ဟာပညာရတစ်ခုအတွက်တရက်ကိုသင်ခန်းစာဗီဒီယိုတစ်ပုဒ်လေ့လာမယ်ဒါမှမဟုတ်ရင်စာအုပ်တစ်မျက်နှာဖတ်ပြီးလေ့လာရမယ်ဆိုရင် လာတဲ့အများကြီးကြားတဲ့အခါမှာသူဟာအဲ့ပညာရမှာထွန်းကျင်လာမယ်။ယုံကြည်မှုရှိလာမှာဖြစ်တယ်လို့ဇာယိတုကဆိုထားပါဗျ။တင်ကန်းစာအနေနဲ့ကြီးမားတဲ့ပြောင်းလဲမှုတွေလုပ်ဖို့စောင့်မနေပါနဲ့။တရက်ကိုတင်းငယ်တဲ့အရာတွေတစ်ခါနဲ့ပဲစပြီးတိုးတက်ပြောင်းလဲဖို့လုပ်သွားလိုက်ပါလို့ဇာယိတုကပြောထားပါဗျ။တင်ကန်းစာနဲ့လေချင်းကောင်းတစ်ခုတိဆောက်ရန်စီမင်းလေးခုဇာယိတုချင်းစကရီယာကလေချင်းကောင်းတစ်ခုပို့တိဆောက်ဖို့အတွက်စီမင်းလေးခုကိုပေးပြထားပါဗျ။ အဲ့ဒီကတော့စီမင်းတဲ့ထင်ရှားအောင်လုပ်ပါဒီစီမင်းကကျင်းတစ်ခုကိုမင်းတာထင်တာအောင်လုပ်ဖို့ပါ ကျွန်တော်တို့ကကျွန်တော်ရဲ့မျက်စိရှိမှမြင်နေရတာကိုပဲပို့လို့လေးရှိပါတယ်ဥမာနှစ်တိုင်းအပြီးထွက်ချင်တယ်ဆိုရင်ညအိမ်ခန်းဒီမှာပဲအားကစားဖို့စုံနေဖက်နောက်ကိုအရာပေးမှအဆင်သင့်ထားတာပါဒါဆိုရင်လက်နူလာတဲ့အခါအဲ့ဒီဝတ်စုံနေဖက်နောက်ကိုဖြိုက်တာနဲ့ထပ်ပြီးဖို့တဲ့ ကိုယ့်ရဲ့တချောမှုကိုသွန်အားဖြစ်စေပါလိမ့်မယ်။ဒါမှမဟုတ်ကျမရင်းနဲ့ညို့တဲ့အတင်းငန်တွေစားတဲ့အလေးချင်းဖြစ်နေတဲ့ဆိုလို့ရှိရင်ဗီတာမင်မှုတို့တွေစားအိမ်ရဲ့ထင်တာမင်တာရှိတဲ့နေရာမှာတဆက်တဲ့တတိပကံတစ်ခုကိုတင်ထားလိုက်ပါ။ဒီကလေးချင်းအားဖြင့်ကျမရင်းနဲ့ညို့တဲ့ဗီတာမင်အစားအစာတွေစားလဆက်တဲ့အတီနန်တွေပိုစားဖြစ်တဲ့ကြေကျဉ်ကောင်တို့ရလာမှာဖြစ်ပါတယ်လို့စာရေးသူကဆိုထားပါတယ်။စီမင်းနဲ့ဆွဲဆောင်မှုရှိအောင်လို့ပါ။ ကိုကအလေးချင်းကောင်းတစ်ခုကိုတိုးတက်စတင်နေဆိုလို့ရှိရင်ကိုကြိုက်တဲ့အရာတစ်ခုနဲ့တွဲလို့လိုက်ပါဘုံမှာတချင်ခံလုပ်နေတော့ကိုကြိုက်တဲ့ podcast တို့မဟုတ်တချင်ငှားထောင်တာမျိုးပေါ့ဒါဆိုရင်ကိုလုပ်ချင်တဲ့အလေးချင်းကောင်းတစ်ခုကပို့ပြီးဆွဆောင်ဖို့ရှိတာပါလိမ့်မယ်နောက်ထပ်ဥပမာတစ်ခုနေနဲ့ကိုက coffee chat တူတူဆိုလို့ရှိရင်စာအုပ်ဖတ်တဲ့အခါမှာ coffee တောက်ရင်ဖတ်တာမျိုးပေါ့အဲလိုဆိုရင် coffee တောက်ရင်စာအုပ်ဖတ်ရတာကိုတဘောကြလာပြီးစာအုပ်ဖတ်ဖြစ်သွားပါတယ်မယ်စီမင်တုံးလွဲကူအောင်လုပ်ပါ ကိုကတကြေကောင်တစ်ခုကိုစတင်နိုင်မှုအတွက်တန်နိုင်ဆုံးလွယ်ကူပေါင်းလုပ်ပါစပိုင်းမှာ9မိနစ်10မိနစ်လောက်ပဲလုပ်ပါမနေ့တိုင်းစာအုပ်တအုပ်လုံးဖတ်ဖို့ကြိုးစားပါနဲ့စာမျက်နှာတမျက်နှာတို့မဟုတ်တစ်ပိုက်ပဲဖတ်ပါလွယ်ကူတဲ့အချက်လေးကနေပဲဆက်လုပ်ကားဖို့စိတ်အားတက်တန်စေပါတယ်လို့စာရေးသူကဆိုထားပါတယ်စီမင်းလေးစစ်ကျင်နှမောင်ရအောင်လုပ်ပါလေ့ကျင့်ကောင်တစ်ခုလုပ်ပြီးတဲ့ခါတိုင်းကိုယ့်ကိုယ်ကိုစုချပါဒါမှမဟုတ်တိုးတက်မှုလေးတွေကိုမှတ်တမ်းတင်ပါဥမာ နေတိုင်းလက်တင်ခံလုပ်ပြီးတက္ကရာမှာအမှတ်ချက်တားလေးတွေသုံးတာမျိုးပေါ့ဒီလိုသားကကိုယ့်ရဲ့တုတ်တဲမှုကိုမြင်ရပြီးစိတ်တည်နှမှုကိုပိုရစေပါတယ်ဟဲ့စီမင်းလေးကိုကိုပြုလုပ်ခြင်းအဖြစ်တင်းရဲ့လက်တင်ကောင်းလေးတွေမွေးဖွားလာပြီးတင်းရဲ့ဘဝတိုးတက်ပြောင်းလဲဖို့အတွက်ထပ်ကိုဖြစ်လာစေပါလိမ့်မယ်လို့ဆရာတို့ကဆိုထားပါတယ်တင်ကန်းစာတော့အကျဉ်းစိုးတစ်ခုကိုဖျောက်ဖျက်ရစီမင်းလေးကိုစီမင်းကောင်းလေးကိုတိစောက်တဲ့အတိုင်းပါပဲ ကျင်းစုတွေကိုပိတ်ဖြတ်ဖို့အတွက်လည်းဒီစီမင်းလေးခုရဲ့စတင်မဲ့ကိုလုံဆောင်လိုက်ရပါမယ်။စီမင်းတက်အထင်ရှားအောင်လုပ်ပါ။ကျင်းစုဖြစ်စေမဲ့အရာတွေကိုကိုပဝန်ကျင်းကနေဖျက်ချပေးပါ။ဥမာဖုန်းတုံးလာရှော့ချခြင်းဖုန်းကိုအိတ်ခမ်းထဲမယူဘဲခြားခမ်းမှာထားတာမျိုးလုပ်ပါ။ TV ကြည့်လာရှော့ချခြင်း TV ဘလက်ကိုဖြုတ်ပြီးခြားနေရာမှာထားလိုက်ပါ။အဲ့ဒီလိုလုပ်ခြင်းအဖြစ်ဖုံးသုံးတာဒီပကြည်တာတွေကိုအလေတကူမလုပ်ဘဲတော့အဲ့ဒီအချင်းစိုးတွေလည်းထွေးပြောက်သွားပါလိမ့်မယ်။စီမင်းနဲ့ ဆွဲဆောင်မှုမရှိအောင်လုပ်ပါကျင်းစိုးတစ်ခုလုပ်ပြီးရင်ဖြစ်လာမယ့်မကောင်းတဲ့ရလဒ်တွေဥမာစိတ်ပြတ်တာ၊ကျမရေးထိခိုက်တာ၊ချင်းကုန်တာအဲ့ဒါတွေကိုစိတ်ထဲမှာပြန်လဲအာရုံစိုက်ပါအဲ့ဒီကျင်းစိုးကိုမြေရန်ဆူချိုးနဲ့ဆက်ဆက်ပြီးမြင်အောင်ကြည့်ပါစိတ်တောက်ခြင်းစိတ်ပေါ်လာရင်ခံစားရမယ့်ရေရှည်ကျမရေးထိခိုက်မှုတွေကိုပြန်စဉ်းစားပါအားကစားမလုပ်ဘဲနဲ့ခံစားရမယ့်ဒေးလံထိုင်မှိုက်မှုဒါမှမဟုတ်ကိုယ်ခန္ဓာကိုယ်ပုံစံကိုအားမရမှုအခြေနှမှုတွေကိုပြန်လဲတကြည်ရပါတန်ရှင်းတဲ့စားတောက်တွေစားမယ်ဆိုရင် ခန္ဓာကိုယ်ဘယ်လိုထိခိုက်မလဲဟုံးကြည့်တာများရင်ချိန်တွေဘယ်တော့ကုန်ဆုံးပြီးပန်းနိုင်တွေနဲ့ရောဝေကော်တာလဲဆိုတာတွေကိုသိရပါစီမင်းတုံးထက်ခဲအောင်လုပ်ပါကျင့်ကြိုးတစ်ခုကိုလုပ်ဖို့ပိုပြီးခက်ခဲအောင်ဖန်တီးပါဥမာဒမုကွေတုံးလာတဲ့ရွှေချချင်းဖုန်းကနေ activation ကိုဖြတ်လိုက်ပြီးတုံးချင်ရင်ပြန်သွင်းရတာမျိုးလိုပါဒါမှမဟုတ်ခြားသူမချင်းတယောက်ကိုကိုယ့်ရဲ့ passport ကိုတင်ထားခိုင်းပြီးသူခွင့်ပြုရင်မတုံးဖို့တောင်းဆိုလာတာမျိုးတော်မှန်ပါရဲ့ စီမင်းတေးဆက်ပြစာကောင်းလို့ပါကျင်စိုးတဲ့တော့မိတိုင်းကိုဘောပြပေးတာမျိုးသူမဟုတ်မတန်တင်တာမျိုးတော့ပါကျင်စိုးကိုလုံးမိတိုင်းစာအုပ်ထဲမှာနေအောင်နဲ့တကြီးမမမတားပြလို့ပြီးဒီနေ့ငါချရှုံးတယ်လို့ကိုကိုကိုရေးတာမတန်တင်ပါမကောင်းတဲ့အချင်းတစ်ခုလုံးမိတဲ့ခါတိုင်းကိုကိုကိုတမိုးရှိရတဲ့တို့ကဦးမပကန်စီရမိုက်ပတာဟဲ့ရီကိုချင်းလို့ပစ်ပေးလိုက်ပါဒါမှမဟုတ်ရင် secret လေးတောက်တိုင်း အဆန်ချို့ကိုစုပူလေးထိတာမျိုးတော့ပါအဲဒီစီမင်းလေးခုကိုပြုလုပ်ခြင်းအဖြစ်တင်းရဲ့မကောင်းတဲ့အချင်းစိုးတွေပေပြောက်သွားပါလိမ့်မယ်လို့အစာရေးသူကဆိုထားပါတယ်ဤကုန်းချို့အနေနဲ့အတော်မဲဟဘက်ကကျွန်တော်တို့ပြောရှင်တဲ့အထူးချက်ကတော့ဂျာလာပန်းနိုင်ဂိုးတွေကိုအာယုံမဆိုင်ပဲစနစ်စနစ်တန်ကိုအာယုံဆိုင်ဖို့ပါပဲဘယ်တော့ကြကြပြေးလဲဆိုတာထက်ဘယ်တော့ပုံမှန်ပြေးနေလဲဆိုတဲ့စနစ်ကပိုရေးကြည့်ပါရဲ့ တင့်ကိုတင့်ရဲ့ legend တွေကပဲပုံဖော်တာဖြစ်ပါလေဆိုတဲ့စကားကိုလည်းမှတ်သားထားသင့်ပါတယ်ဒီ legend လေးတွေကိုတရက်ထဲနဲ့ချင်းချင်းပြောင်းလဲနေမှာမဟုတ်ပေမဲ့နေ့တိုင်းနည်းနည်းစီစူးစမ်းပါရင်ဒီနေ့မှာကြီးမားတဲ့အောင်မြင်မှုတွေဖြစ်လာမှာပါတင့်ရဲ့ဘဝကိုပြောင်းလဲခြင်းနဲ့ဆိုရင် ကိုယ့်ရဲ့မူရင်းတလေးတွေကနေစတင်ပြောင်းလဲလိုက်ပါလို့စာရေးသူကဆိုထားပါတယ်ဟုတ်ကဲ့ မိရှိရဲ့ဘဝကိုပြောင်းလဲပေးနိုင်မယ်နောက်ထပ်စာအုပ်နှစ်ချုပ်ပေးတဲ့ကိုနောက်ထပ်ချင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe ထားပေးဖို့တော်တော်မေးပါနေတော့ကျွန်တော်ရဲ့ video လေးကိုကြည့်ရှုနားဆင်အားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ